။အဲ့တော့ရှင်ဥပဝနာဟာဒေဝဟိတပုံနာကြီးရဲ့အိမ်ရှိမှာသွားရတဲ့အခါကျကိုရောပါလို့ခြင်းလို့လာရတော့လို့မေးတော့သူကပြောတယ်။အဲ့လိုပြောတဲ့အခါမှာမြတ်စွာဘုရားရဲ့ခေါင်းကျေးဇူးကိုအနည်းငယ်ထုတ်ဖော်ပြီးတော့ပြောတယ်။ဒီနေရာမှာထေရဝါဒကမှတ်ချက်ရေးထားတယ် ခုံကျေးဇူးကိုပြောတယ်ဆိုတဲ့နေရာမှာတဲ့ကိုကျင်းသီလရှိတယ်စာပေကျမ်းကတက်ကြွနေဆိုတဲ့တမပုထုဇဉ်နေအနေနဲ့ပြောမယ်ဆိုလို့ပြောရတယ်ဟာယဟန္တာပုဂ္ဂိုလ်ကြီးပဲဘိညာဉ်ရတဲ့ပုဂ္ဂိုလ်ကြီးပဲဒီလိုတရားတို့တရားမြတ်နဲ့တော့မပြောရဘူးလို့တို့ဆိုတယ်နော်တရားဘူးတရားမြတ်ကိုဖော်ပြပြီးတော့မပြောရဘူးတမအားဖြင့်တော့ချင်းညွယ်ရခုံကျေးဇူးတွေကိုထုတ်ဖော်ပြီးတော့ပြောလို့ရတယ်လို့ အဲ့ဒါလို့ဆိုထားတော့အဲ့ဒီမှာဒီရှင်ဥပဝါနာအလောင်းကသွားပြီးတော့ရှင်မွေးလိုချင်လို့ရက်တဲ့အခါမှာပုံနာကြီးကမေးတော့ရှင်ဥပဝါနာကဘာပြန်ပြောတော့ဆိုအရဟံသူကတော်လောကီဝါတိဟာပါတိတော်မူနိပူဇော်သူ့ကိုခံတော်မူတိုက်တဲ့ ကောင်းသောစကားကိုဆိုတော်မူတတ်တယ်။မြတ်စွာဘုရားသခင်ကိုရောမြတ်မှာလေနာယောဂာရနေတယ်။သစေဥနောရကအဋ္ဌိမုဏိနောဒေဟိပြမနာအကယ်၍ယေနေမြာရှိမယ်ဆိုလို့ရှိရင်မုဏိလို့ခေါ်တဲ့အတိညာကျွယ်ဝတဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကိုလှူလိုက်ပါလား။ဒါ तू ကမေးလို့ရှိရင်ပြောလို့ရတယ်နော်။ဟိုကဘာလို့ခြင်းလို့တော့ဆို ရှင်တွေးရှိရင်မြတ်စွာဘုရားမှာလေနာယောဂရှိလို့ရှင်တွေးရှိမယ်ဆိုလို့ရှင်လှူပါလို့ဒီလိုတောင်းခံအဲ့ဒီမှာကိုကျေးဇူးအနေနဲ့ထုတ်ဖော်ပြီးတော့ပြောသေးတယ်ပူဇိတောပူဇနေယနာတက္ကရေယနာတက္ကတောအပစီတောပစေယနာတတ္တအိသမိဟာတဝေလောကမှာ ပူဇော်ဂုဏ်ပြုလိုက်တဲ့အထက်မှာအလုံးပူဇော်ထိုက်တဲ့ပုဂ္ဂိုလ်အယေတယူအယုသိပေးထိုက်တဲ့ပုဂ္ဂိုလ်တွေထဲမှာလွန်စွာအယုသိပေးထိုက်တဲ့ပုဂ္ဂိုလ်မြတ်နိုးထိုက်တဲ့ပုဂ္ဂိုလ်တွေထဲမှာအလွန်မြတ်နိုးထိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့မြတ်စွာဘုရားအတွေ့ရေနွေးကိုသူယူသွားခြင်းပါတယ်ရေနွေးကိုလာယူတာပါလို့အဲ့လိုမြတ်စွာဘုရားရဲ့ခုံကျေးဇူးကိုထုတ်ဖော်ပြောပြီးတော့ ရှင်နွေးတောင်းတယ်အဲ့တော့ပုံတိုင်းရလဲဝမ်းမြောက်ဝမ်းသာပဲရှင်နွေးတထံသူ့အိမ်ကအလौသမားတယောက်ကိုထမ်းစီပြီပုံတိုင်းကြီးကပါလျှောက်တော့လေနာယောဂဖြစ်လို့ရေနွေးလို့ခြင်းနဲ့ဆိုရင်သူကလေနာယောဂပျောက်တဲ့ဆေးကိုတိတယ်တဲ့သူကုထုံးလေးကိုမှတ်ချင်မှတ်ထားပေါ့ကိုယ့်ကိုယ်စမ်းကြည့်ပိုင်းနာလို့ရှင်ရေနွေးလေးနဲ့ရေချိုးတဲ့ရေချိုးပြီလို့ရှင် ထညက်ကလေးနဲ့ရေနွေးလေးနဲ့တောက်ပါတဲ့အဲ့ဒါလေနာယောဂပျောက်တယ်လို့ဆိုတယ်နော်ဒါကြောင့်မို့သူကထညက်ခဲလေးလဲလှူလိုက်တယ်ရေနွေးလဲလှူလိုက်တယ်မြတ်စွာဘုရားကိုရေနွေးလေးနဲ့ရေချိုးရေချိုးပြီးတဲ့အခါမှာရေနွေးလေးနဲ့ထညက်ကလေးကိုဖုံးပေးလိုက်အဲ့ဒါဆိုရင်လေနာယောဂပျောက်တယ်အဲ့ဒီလိုဒေဝဟိတပုံနာရေကလူတယောက်ကိုထက်ပေးပြီးတော့ထညက်လဲလှူလိုက်တယ် ရေနွေးလဲလှူလိုက်တယ်ရေနွေးတထန်းလိုက်ပြီးတော့ပို့တယ်မြတ်စွာဘုရားဟာအဲ့ဒီရေနွေးကိုရေနွေးကိုရေအေးလေးနဲ့ဆက်ပြီးရေချိုးပြီးတဲ့အခါမှာရေနွေးပူပူလေးနဲ့ထညက်လေးကိုဖုံးမေးလိုက်တဲ့အခါမှာဒေတာရောကပျောက်သွားတယ်တဲ့သူဆိုနော်စံပေမာရီလို့ဆိုထားတယ်အဲ့တော့လေနာရောကပျောက်သွားတဲ့အခါမှာအဲ့ပုံသားကြီးကသူ့လိုက်လာတယ် လိုက်လာပြီးတော့မြတ်စွာဘုရားနဲ့တွေ့အဲ့ဒီအချိန်မှာသူဟာဖះကိုကြီးညိုလှတဲ့ဘုရားမသာဝယ်ဖះရဲ့ဥပဒကတော့မဟုတ်ဘူးအဲ့တော့မြတ်စွာဘုရားစီရောက်လာပြီးတော့မြတ်စွာဘုရားကိုမေးတယ်သူကကတ္ထဒိသာဒေယဓမ္မတပည့်တော်လှူစရာရှိလို့ရှင်ဘယ်လိုပုံကိုမျိုးကိုလှူရမလဲ ိမေကောတခုနော်ကတ္ထဒေနမဟာဗလာဘယ်လိုပုဂ္ဂိုလ်မျိုးကိုလှူမအကျိုးကြီးသလဲကထံဟိယသမနတကထံအိသတိဒခိနာဘယ်လိုလှူလို့ရှိရင်ကိုယ်အလှူဟာဒီအောင်မြင်ကောင်းကျိုးချမ်းသာကိုပေးပြီးအောင်မြင်မှုကိုရတယ်လေကောင်းကျိုးချမ်းသာပေးနိုင်အောင်အောင်မြင်မှုကိုရတယ် ဒီမေးခွန်းသုံးခုသူမေးတာနော်လှူစရာရှိလို့လှူခြင်းဘယ်မှာဘယ်ပုဂ္ဂိုလ်လှူရမလဲဘယ်ပုဂ္ဂိုလ်လှူလို့ရှင်အကျိုးကြီးတယ်လဲဘယ်လိုလှူရင်ကိုယ်အလှူဟာအောင်မြင်ကြီးပွားတယ်လဲအကျိုးကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေတဲ့အောင်မြင်မှုကိုရတယ်လဲလို့ရသဗျာကိုအဲ့လိုမေးတဲ့အခါမှာရသဗျာဘယ်လိုပုဂ္ဂိုလ်မျိုးကိုလှူရတယ်ဆိုတာကိုဖြေတဲ့အခါမှာ ပုဗ္ဗေနိဝတံယောဝေတိတက္ခပါယေသပတ္တိအထောဇာတိခယံပတ္တောဘေညာဝောတိတောမုဏိပုဗ္ဗေနိဝတံယောဝေတိပုဂ္ဂုတုတယောက်ဟာအတိတ်ဘဝကိုပြန်လည်သိစွမ်းနိုင်တဲ့အသိဉာဏ်ရှိသူဖြစ်ရမယ်။ဒါပုဗ္ဗေနိဝတနုတ္တိဝိဆာလို့ဆို။အဲ့တော့ပုဋ္ဌိအားလို့ခေါ်တဲ့ဝိဆာဉာဏ်၃ပါး ဒါယဟနာပုဂ္ဂိုလ်တွေပုဂ္ဂိနိဗ္ဗာန်သောတတိအတိတ်ဘဝတွေကိုပြန်လည်ပြီးတော့သိမြင်နိုင်တဲ့အသိဉာဏ်ရှိတဲ့အဘိညာဉ်ရတဲ့ပုဂ္ဂိုလ်လည်းဖြစ်ရမယ်။သက္ခာပယင်းစပတ္တိဆို။နတ်ပြည်ကိုလည်းကြည်နိုင်တယ်အပေဘုံကိုလည်းကြည်နိုင်တယ်ဆိုလိုတာကတလောကလုံးဘယ်နည်းအားကိုကြည်ခြင်းကြည်ခြင်းဒိဗ္ဗစကုအဘိညာဉ်နဲ့ကြည်တယ်။ဥဒိအားဒိဗ္ဗစကုဉာဏ်ရတဲ့ပုဂ္ဂိုလ် ပုဂ္ဂိနိဝတ္တနုဒရိညာရတဲ့ပုဂ္ဂိုလ်ရဲ့ဒိဗ္ဗစကုပင်ဉ္ဇရတဲ့ပုဂ္ဂိုလ်ရဲ့အထောစာတိခယပတ္တောတဲ့ဇာတိလို့ဆိုရက်မွေးဖွာခြင်းပရိသဏိနေရခြင်းကုံဆုံးသွားတဲ့အတိညာမျိုးကိုရတဲ့ပုဂ္ဂိုလ်ဆိုလိုတာကဒါကြတော့ယ ahanan ဖြစ်တဲ့ပုဂ္ဂိုလ်ဟောအဲ့ဒါလို့ဝိစာ၃ပါးနဲ့ဝိစာ၃ပါးထူးခြားတဲ့အတိညာရရှိတဲ့ပုဂ္ဂိုလ်မျိုး အဘိညာဝတိတော်မူနိအဘိညာဝတိတော်မူနိထူခြားတဲ့အသိဉာဏ်နဲ့သိပြီးတော့အကျင့်တရားတွေရဲ့အဆုံးထိအောင်ကျင့်သုံးပြီးတဲ့ယ ahanan ပုဂ္ဂိုလ်မျိုးသစ္စာပြာဒီလိုဖော်ပြပြီးတဲ့အခါမှာဣထဒိသဒေယဓမ္မဣထဒေနာမဘလံအဲ့လိုယ ahanan ပုဂ္ဂိုလ်မျိုးဟာလူစရာရှိရင်လူသိတယ်ဒါက ဘယ်ရှုတောင်းကပြောတာတော့ပုထုဇဉ်ကိုမလူရဘူးလို့ပြောတာမဟုတ်ဘူးနော်ပုထုဇဉ်ကိုမလူရဘူးလို့ပြောတာမဟုတ်ဘူးအဲ့တော့ကောင်းကျိုးချမ်းသာကိုလိုလားတဲ့မွေးတဲ့ပုဂ္ဂိုလ်အတွက်အကောင်းဆုံးနေရာကိုညွှန်ပြခြင်းသာဖြစ်တယ်ပေါ့ဒီလိုဆိုလို့တယ်အဲ့တော့ဒီလိုပုဂ္ဂိုလ်မျိုးမှာလှူပါဒီလိုပုဂ္ဂိုလ်မျိုးလှူမှဒီကြီးမားသောအကျိုးတရားကိုရရှိတယ်အဲ့ဒီလို့ မြင့်မြတ်တဲ့ဂုံရီချင်းရှိတဲ့ပုဂ္ဂိုလ်ကိုစေရနာသရာတရားထက်ထက်နဲ့လှူတဲ့အလှူဟာအောင်မြင်တဲ့အလှူတစ်ခုဖြစ်ပါတယ်လို့မြတ်စွာဘုရားလှူဖြေတယ်။ဒီလိုအဖြေတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားနဲ့အယူဝါဒမတူတဲ့တခြားဘာသာဂိုင်းကွဲတွေကတခြားဘာသာတွေအေးတယ်ဘုရားကိုရှုတ်ချကြတယ်ကန့်ကွက်ကြတယ်နော်ကန့်ကွက်တာဘလို့ကန့်ကွက်တုံးဆို ရန်ကောရမကသူ့ကိုသာလှူရမယ်သူများကိုမလှူရဘူးသူ့တပည့်တွေကိုသာလှူရမယ်သူများကိုမလှူအောင်တခြားလူတွေတခြားဘာသာဝင်တွေကိုမလှူရဘူးသူ့လှူမှအကျိုးကြီးတယ်သူ့တပည့်တွေလှူမှအကျိုးကြီးတယ်တခြားဘာသာဝင်တွေလှူရင်အကျိုးမရှိဘူးလို့ဒီလိုဟောတယ်လို့မြတ်စွာဘုရားကိုဆွဆွကဲရဲမှုတွေဟာအကြီးကျယ်ဖြစ်ပေါ်ခဲ့ဘူးတယ်ပေါ့တကယ်မြတ်စွာဘုရားကအဲ့ဒါလို့ဆိုလိုတာမဟုတ်ဘူးဆိုတာတခါပိဋကတ်ထဲမှာ ကောသလမင်းကြီးကိုယ်တိုင်ကဒီပြဿနာကိုဖះရှိမှမေကွန်းထုတ်ပြီးတော့ရှင်းလင်းခဲ့ဘူးလေပေါ့ကောသလမင်းကြီးကမြတ်စွာဘုရားကိုပိဋကဆုံနေတဲ့အချိန်မှာမေကွန်းနှစ်ခုမေးတယ်ခုနကမေကွန်းမျိုးလိုပဲဆိုကတ္ထဒါနံဓာတ္တပါအရှင်ဘုရားတပည့်တော်ဘယ်မှာလှူရမလဲဘယ်သူလှူရမလဲလို့ဆိုတော့မြတ်စွာဘုရားဘယ်လိုပြောရုံဆိုတော့ ယထပတိရတိတတ္ထဒေဟိအဲជីညိုတဲ့ပုဂ္ဂိုလ်လှူပေါ့ကိုလှူခြင်းတဲ့ပုဂ္ဂိုလ်ကိုစိတ်ထဲမှာជីနူးတဲ့ပုဂ္ဂိုလ်လှူလိုက်တရားတရားဖြစ်တဲ့ပုဂ္ဂိုလ်လှူဘောပြေဆောပြေကဘသူရလို့မတတ်မှတ်ပေးလိုက်ဘူးအဲနောက်တစ်ခါထပ်ပြီးတော့မေးတယ်ကတ္ထဒေနံမဟဖလာဘသူလှူမှအကျိုးရှိတယ်လဲဆိုတော့မြတ်စွာဘုရားကမင်းကြီးရဲ့ခုနကမေးခွန်းနဲ့ဒီခုမေးခွန်းမတူဘူးနော်တဲ့ ဘယ်ကိုလှူရမှာလဲဆိုရင်ကိုကြည်ညိုတဲ့စိတ်လှူနော်ခုခေတ်လည်းပဲတိုင်းဘယ်ကြောင်းလှူရမလဲအဲကိုကြည်ညိုတဲ့ကြောင်းလှူလေဘယ်ကိုတော့လှူရမလဲကိုကြည်ညိုတဲ့ကိုတော့လှူဘယ်သူမလှူနဲ့ဘယ်သူလှူမပြောဟောပြောစရာမဟုတ်ဘယ်လှူမှအကျိုးကြီးတယ်လဲဆိုတော့မေးခွန်းကြတော့သူကအကျိုးရှိရကိုမေးတာဖြစ်တယ်အဲ့ဒီကြတော့မြတ်စွာဘုရားကခွဲခြားပြီးတော့ပြောတယ်ဘယ်လိုအကြီးချင်းရှိတဲ့ပုဂ္ဂိုလ် ဘယ်လိုဂုံတုဝိသေသရှိမှလှူရခြင်းရဲ့အလှဟာအကျိုးရှိသလဲဆိုတာဒါကတော့အင်တာမသဘာဝကြတဲ့အရာပေါ့စိုက်ပျိုးရေးလှုပ်ချင်လို့လာမေးတဲ့လူတယောက်နော်ဟောဒီဒီတစ်ပင်ကိုဘယ်မှာစိုက်ရမှာတော့မင်းစိုက်ချင်တဲ့နေရာစိုက်ပေါ့လို့ပြောဘယ်စိုက်မှဒီတစ်ပင်ဟာအတိနံကြမလဲလို့ဆိုရင်အေးအဲ့ဒါကြတော့ရေဩဇာကောင်းတဲ့နေရာစိုက်ပေါ့လို့ပြောရမှာပဲဒီလိုပဲရှိပါ ခွဲခြားပြောရတဲ့အနေထားတစ်ခုအဲ့ဒါလိုပဲမြတ်စွာဘုရား ခွဲခြားပြီးတော့ဒါနကောင်းမှုနဲ့ပတ်သက်ပြီးဟောလေးရှိတာကိုအကြာလွဲပြီးတဲ့အခါမှာမြတ်စွာဘုရားကိုဆွဆွကဲရဲကြတဲ့အတန်လေးဟာဖြစ်ပေါ်လာခဲ့ဘူးတဲ့ပေါ့ကောသရမင်းကြီးကမိဂွန်းနေထုတ်ပြီးတော့အဲ့ဒီပြဒနာကိုရှင်းလင်းပေးခဲ့ဘူးတဲ့ပေါ့အဲ့ဒီတုန်းကအခုလည်းဒီဒီမိဂွန်းနေနဲ့ပတ်သက်ပြီးတော့ ဘယ်မှာလူရမယ်ဘယ်လူမှအကျိုးရှိတယ်လဲဆိုတာနဲ့ပတ်သက်ပြီးမြတ်စွာဘုရားအကျိုးရှိဖို့ဆိုလို့ရှိရင်တော့ဝိစာဉ္ဇံ၃မျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လူရင်တော့ကောင်းကျိုးချမ်းသာတွေအပြည့်အဝရမှာပဲအဲ့တော့ဉာဏ်နဲ့ပုဂ္ဂိုလ်တွေကြမရဘူးလားဆိုရတယ်တကိဏဝိဝေင္ကတော့မှာဆိုလို့ရှိရင်တိရိစ္ဆာန်လှူလို့ရှိရင်အစတရားစတရားလူသားတယောက် အကျင့်သီလမကောင်းတဲ့လူသားတယောက်ကိုလှူရင်အစတထောင်အကျင့်သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တယောက်ကိုလှူရင်အစပေါင်းများစွာအဲ့တော့ဒါနကောင်းမှုလုပ်တာကိုကတခါလူတာကိုတရိစ္ဆာန်တကောင်းကိုစေရနာတတ်တတ်နဲ့ကျွေးလိုက်မွေးလိုက်လို့ရလာတာအစတရားဆိုတော့ဖြစ်နိုင်ပါမလားကိုကကျွေးတာတခါကိုကလှူတာတခါစတရားဆိုဖြစ်နိုင်ပါမလားလို့ပြီးကောင်းပြီလေဖြစ်နိုင်တယ် ဘယ်လိုဖြစ်နိုင်တာတော့ကိုကတရစီလေးတစီစိုက်တယ်တရပင်ပေါက်လာတယ်အဲ့ဒီတရပင်ကတတိတဲ့တီမှမဟုတ်ဘူးအတီပေါင်းများစွာတီးတယ်ကိုစိုက်တာကတစီတည်းပဲစိုက်တာဒါပေမဲ့ရလိုက်တဲ့အကျိုးကြတော့ထောင်းတောင်းချီရတယ်ဩတပင်စိုက်တဲ့ဥပမာလိုပဲဒီကုသကောင်းမှုတစ်ခါလုံးလိုက်တာကမျိုးစေ့ကအများကြီးဖြစ်သွားတယ် ပြန်ပွားလာတဲ့မျိုးစေ့တွေကနေပြီးတပင်တပင်တပင်စီပေါက်လိုက်ရင်လည်းမဆုံးနိုင်တော့အောင်ကျေပြတ်တဲ့အကျိုးကျေးဇူးတွေကိုရတယ်လို့ဒီလိုဆိုလို့ပန်းလေးတခွင်လှူလို့60တန်းကမှအပယ်မလားဥစ္စာအဲ့ဒီသဘောနော်ပန်းတခွင်လှူလိုက်တဲ့ကုသိုလ်စေရနာကနေပြီးတော့အကျိုးပေးလိုက်တယ်အကျိုးပေးလို့လူဘဝနတ်ဘဝရောက်တယ်လူဘဝနတ်ဘဝမှာကုသိုလ်ကောင်းမှုတွေထပ်လှုပ်ပြန်တယ်ထပ်လှုပ်တဲ့အခါကျတော့အဲ့ဒီကုသိုလ်တွေကစပိုးပြီး တခါကောင်းတဲ့အတုဂတိဘွားတွေပဲစင်စစ်မပြတ်ရောက်ရောက်တိုင်းရောက်တိုင်းကုသိုလ်တွေကောင်းမှုတွေကြီးပဲလုံးတဲ့အခါကျတော့ကိုယ်ဆက်တကဘာတိတိအပင်ငယ်ရဲဆိုတာမကြတော့ဘူးသူဟာကောင်းတဲ့အလုပ်တွေလုံးလို့ကောင်းတာတွေကြီးပဲဆက်ဖြစ်သွားတယ်ဒီလိုလဲရှိတယ်ပေါ့နော်အဲ့လိုဆွလို့တာပေါ့ဒီဒါနာကောင်းမှုရဲ့သဘောဟာမျိုးစစ်စိုက်ချတဲ့သဘောနဲ့အလားတူတယ်ပေါ့ မိမိကတသိပင်ဆိုင်တော်လည်းပဲအဲ့ဒီတသိကပေါက်လာတဲ့အပင်ကတီးတဲ့အခါကျတော့တတိတယ်မကဘူးတီးပေါင်းများစွာရတယ်ဆိုတဲ့အကျိုးခံစားအဲ့လိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီဒေဝဟိတပုံနာရေးကိုယခုလိုခေါ်တယ်ဒီဝတ္ထုကဓမ္မပရမလည်းပါတယ်သို့တော်ဓမ္မပရမဒီမြတ်စွာဘုရားရဲ့အဖြေစကားဟာအဖြေစကားနဲ့မတူတဲ့ပုံသဏ္ဍာန်ရောက်ရှိသွားတယ် ဘာကြောင့်လဲလို့ဆိုရင်အဆုံးသက်တစ်ခုမပါပဲနဲ့မြတ်စွာဘုရားဘာဟောတော်ဆိုတပ္ပဝတိတဝောတနာတမဟာဘူမိပြေမနံဆိုတဲ့စကလုံးနဲ့အဆုံးသက်ထားသည့်အတွက်ကြောင့်ဒီမတန်းကတော့တန်ရုပ်ပါဠိတော်မှာပါတဲ့ဟာလောက်ဟိုအစင်ကိုမတည့်ဘူးလို့ပြောမှာပဲเนาะအစင်ကိုမတည့်ဘူးလို့တန်ရုပ်ပါဠိတော်မှာပါတဲ့